ဒေတာစံတော်ချိန်ညနေ9:23မှာ American Leader 4221ရဲ့ F16 တိုက်လေယာဉ်တစင်းကရေမင်ကန်ယူရန်တလျှောက်ရေရှားနေတဲ့ American ရေတပ်တပ်ဖွဲ့ကိုလေကြောင်းလုံခြုံရေးပေးနေတဲ့အချိန်မှာတည်ငြိမ်နေပြီမဲ့အေးဆေးနေပြီမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲအခြေအနေတွေကလုံးဝကိုပြောင်းလဲသွားပါတယ်။ F16 လေယာဉ်မှုမတိလိုက်ကြက ဟိုတိုင်ဂျာအနီးက SA6 တုံးကြီးတစ်စင်းကသူ့လေယာဉ်ကိုပြင်မှတ်ထားပြီးတော့အများဆုံးအကွာအဝေး23ကီလိုမီတာအမြန်နှုန်းအတန်ထက်1.8အဆရှိတဲ့တုံးကြီးတစ်စင်းကိုပြစ်လွတ်လိုက်တာဖြစ်ပါတယ်။လေယာဉ်မှုကတုံပြန်ဖို့စက္ကန့်ပိုင်းသာအချိန်ရှိပါတယ်။ကန်ကောင်းစွာပဲ F16 မှာတက်ဆင်ထားတဲ့ electronic ကာကွယ်ရေးစနစ်တွေကဒီသေနိုင်လောက်တဲ့ဒုံးကျည်ကိုအချင်းနှီးဖြစ်အောင်လုပ်လိုက်နိုင်ပါတယ်။လေယာဉ်နှာခေါင်းမှာတက်ဆင်ထားတဲ့ ANAPG A3 radar က SA6 ဒုံးကျည်တိုက်ခိုက်မှုကိုကာကွယ်ဖို့ပထမဆုံးခံတပ်ပါပဲ။ဒုံးကြီးကိုကီလိုမီတာ40အကွာနဲ့ရှာဖွေတွေ့ရှိပြီးရနောက်လေရင်မှုကပေ3000ကနေပေ15000အထိထိုးစင်းတဲ့လဲကွက်ကိုတုံးလိုက်ပါတယ်။ဒီလဲကွက်လို့ဖို့လိုရာက SA6 ဒုံးကြီးဟာသူ့ပြင်းမဲ့ကိုခြေရာ ခံနိုင်လို့ပါ။ SA6 က semi active ဒုံးကြီးအမျိုးအစားဖြစ်ပြီးတော့ တုံးချီစင်ကပြစ်မှတ်ကိုမေးလောင်ကျွမ်းအောင်လှုပ်လှုပ်တဲ့ဆွမ်းအားနဲ့ခြောက်လန်းပေးပို့ဖို့လိုပါတယ်။တုံးချီပြန်တက်သွားပြီဆိုရင် SASIS ကဒီမီထိန်ချုံမှု data တွေကိုရယူပြီးပြစ်မှတ်စီကိုအချိန်ပြင်းစွာဖျက်ပြန်သွားပါတယ်။ပြစ်မှတ်တဲ့နီးကလာတဲ့အခါတုံးချီရဲ့ကောင်းပိုင်းမှာပါတဲ့အတွင်းပိုင်းရှာဖွေရေးစနစ်က F16 ကို ရှာဖွေဖို့အသက်သွင်းလိုက်ပါတယ်။နောက်ဆုံးပြန်တန်းချိန် second byte အတွင်းမှာပေါ့ဒီထိုးစင်းလက်ကွက်နဲ့လင်းရင်မှုကဝင်လာတဲ့ SASIS 6စတုံးကြီးရဲ့မီထိန်ချုံမှုကိုဖြုတ်ချဖို့မျှော်လင့်ခဲ့ပေမဲ့မလုံလောက်ခဲ့ပါဘူး Radar စနစ်ကတိုက်လေရင်အရွယ်ပြင်မှတ်တွေကို Radar ဖမ်းမှတ် area 5စတုရမီတာနဲ့ကီလိုမီတာ480အထိ scan ဖမ်းနိုင်တာကြောင့် SA6 စတုံးကြီးအစ်စ်တီကိုပါထပ်မံတွေ့ရှိခဲ့ပါတယ်လေယာဉ်မှုကဒီတုံးကြီးကို တုံ့ပြန်ဖို့အတွက်18စက္ကန့်သာ ရှိတဲ့အချိန်မှာရှောင်းတိန်မှုလဲခွက်တွေဆက်ပြီးတော့လုံနေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီပုံမမှန်တဲ့လဲပတ်မှုတွေကရေဒါရဲ့ပြင်မှတ်ခြေရာခဏိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။စနစ်ကပြင်မှတ်20အထိတပြိုင်နက်ခြေရာခဏိုင်ပေမဲ့60ဒီဂရီတောက်မှာရှိတဲ့ပြင်မှတ်တွေကိုမြင်နိုင်စွမ်း58ရာခိုင်နှုန်းထိကျဆင်းသွားပါတယ်။လေယာဉ်မှုလုံနေတဲ့ပုံမမှန်လဲပတ်မှုတွေကြောင့် F16 ကဝင်လာတဲ့ဒုံးကျည်တချို့ကို အမှန် တကယ်မမြင်နိုင်တော့ပါဘူးဒီမှာပဲနောက်ထပ်စနစ်တစ်ခုအလုံးလုံးလာပါတယ်အတောင်ပံပေါ်က client တခုစီမှာဒီကရိယာလေးတွေကိုတွေ့နိုင်ပါတယ်ဒါကို thermal client integrated dispensing system PIDS လို့ခေါ်ပြီးတော့ဒုံးကြီးချိတ်ဆက်မှုကွင်းဆက်ကိုဖြတ်တောက်ဖို့နောက်တစ်ဆင့်ဖြစ်ပါတယ်စနစ်တခုစီက16 kg လေးပြီးတော့ app system ရဲ့လက်နဲ့တင်ဆောင်နိုင်မှုကို300ခန်းလုံး short ချပေးမယ်ဒီလို short ချမှုကသူ့လုံးနိုင်တာတွေနဲ့ရှင်ရင်တော့တန်ပါတယ် AAR 60V2 ခရမ်းလိုရောင်ကြီးအယုံခံခရိယာ6ခုနဲ့ပါဝင်ပြီးတော့စနစ်တစ်ခုစီက30ကီလိုမီတာအကွာဝေးထိဒုံးကြီးပြလုံးမှုကိုအယုံခံနိုင်တဲ့360ဒီဂရီဆက်လုံးပတ်အကာရန်ကိုပေးစွမ်းနိုင်ပါတယ်။ PIDS စနစ်ကဝင်လာတဲ့ SA6 ဒုံးကြီးတွေကိုအယုံခံမိတဲ့အခါ၎င်းက MGU5OB အလင်းလိုင်း12ခုနဲ့ RR180 ရေဒီယိုလိုင်းအတူအယောင်24ခုကိုထုံးလွှင့်ကအချင်း900မီတာရှိတဲ့အနီး အောင်ရောင်ကြီးနဲ့ရေဒီယိုလိုင်းအထုအယောင်တွေဖန်တီးပေးခဲ့ပါတယ်။လေရင်က MGU 5RB အလင်းလိုင်း12ခုနဲ့ RR180 ရေဒီယိုလိုင်းအထူး24ခုကိုထုတ်လွှင့်လိုက်ပြီးတော့အချင်း9မီတာရှိ အနီးအောင်ရောင်ကြီးနဲ့ရေဒီယိုလိုင်းအထုတွေဖန်တီးလိုက်ပါတယ်။ဒါပေမဲ့ဝင်လာတဲ့ဒုံးကြီးတွေရဲ့ခြေရာခံမှုကိုဖြုတ်ချဖို့ဒီပမာဏမလုံလောက်သေးပါဘူး။ဒါကြောင့်လေရင်မူးမှာနောက်ဆုံးရွေးချယ်စရာတစ်ခုသာကျန်မာတော့တယ်။လေရင်ပိုင်ပိုင်မှာတက်ဆင်ထားတဲ့ AN ALQ 184 NDA ဖြည့်ရှင်ရေး pop က GHz 2ကနေပြီးတော့20 GHz အထိကိုရေဒီယိုလိုင်းညီကိုနောက်ဆက်နိုင်ပြီးတော့ Digital RF မဉဏ်ဤပညာကိုအသုံးပြုထားပါတယ်။ဒီဆွေးရီက SA6 ရဲ့6 to 8 carrier has me ထိန်းချုပ် radar ကိုကောင်းစွာတုံ့ပြန်နိုင်ပါတယ်။လေယာဉ်မှုကဒီစနစ်ကိုအသက်သွင်းလိုက်တာနဲ့ ဖော့ကဝင်လာတဲ့ဒုံးကြီးတွေရဲ့မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ဆက်သွယ်မှုကိုဖြတ်တောက်လိုက်ပါတယ်။ဒါက SA6 ရဲ့တိကျမှုကို90ရာခိုင်နှုန်းအထိရှော့ချပေးပြီးကြန့်ရှိတဲ့ဒုံးကြီးတွေကိုဘေးမဖြစ်စေမဲ့လမ်းကြောင်းအတိုင်းပြန်တန်းစေခဲ့ပါတယ်။ဒါပေမဲ့ဒီရှုံနိုင်မှုအပြီးမှာတောင်ဟူတီတွေကဒီနေ့အတွက်ရပ်တန့်သွားခြင်းမရှိသေးပါဘူး54မိနစ်အကြာဒေသစံတော်ချိန်ညနေ6နာရီ9မိနစ်မှာဂျီဘူတီနိုင်ငံဂျီဘူလီလေကွင်းက American MQ Reaper drone design ကဟွန်ဒိုင်ဒါရမျိုးရဲ့အရှိမြောက်ဖက်90မိုင်အကွာမှာပုံမှန်စောင့်ကြည့်ရေးခီးစဉ်ကိုဆောင်ရွက်နေခဲ့ပါတယ်။ drone ကဟူဒီထောက်ပံ့ရေးရင်နန်းတွေကိုစောင့်ကြည့်နေစဉ် app system ကိုမှန်အောင်မပြစ်နိုင်တဲ့အတွက်စိတ်ပြနေတဲ့ဟူဒီအမြောက်အမှုတန်းတွေကကန်ဆန်းဖို့ဆုံးဖြတ်လိုက်ပါတယ် app system ထက်ဤပညာအရနှိမ့်ချပေးမယ် report drone ရဲ့ pandora ဒုံးကြီးသတိပေးစနစ်ကဟူဒီရဲ့ sa6 ဒုံးကြီးပြလို့မှုကို3.8စက္ကန့်အတွင်းအာရုံခံမိပါတယ် Ripple Drone က1500ပေအထက်တက်သွားစဉ် ANALE 47 NDA ဖြည့်ရှင်ရေးစနစ်ကိုအလိုအလျောက်အသက်သွင်းစေပြီးလေယာဉ်ရဲ့အောက်ဖက်30ဒီဂရီချွေနေတဲ့ area အတွင်းကိုဝင်လာတဲ့ဒုံးကျည်တွေမရောက်ရှိစေဖို့ကာကွယ်ပေးခဲ့ပါတယ်။ Ripple ဆက်လက်တက်သွားစဉ် Drone ရဲ့ ANALE NDA ဖြည့်ရှင်ရေးစနစ်က40ကအတွင်းအလင်းလိုင်း၈ခုထုတ်လွှင့်က300စတူရမီတာကျဲတဲ့ရေဒီယိုလိုင်းအတူအယောင်တိမ်တိုက်ဖန်တီးပြီး းဝင်လာတဲ့ဒုံးကြီးတွေကိုရှုပ်ထွေးစေခဲ့ပါတယ်။ဒါပေမဲ့ဒီစနစ်ကအတိုင်းအတာမရှိပါဘူး။ MJU 6KB အလင်းလိုင်း60နဲ့ RR180 Radio Line အတူ120ထိသာတင်ဆောင်နိုင်ပြီးတော့တစ်ခါပြန်တန်းတိုင်း12ချိန်အထိတိုက်ခိုက်နိုင်ပါတယ်။ ဒါပေမဲ့85ရာခိုင်နှုန်းသုံးပြီးတော့ mission ဖြတ်သိမ်းပြီးတော့အခြေစိုက်စခန်းကိုပြန်ရပါတယ်။ DNA ဖြည့်ရှင်ရေးစနစ်တွေကိုဘယ်လိုသုံးမလဲဆိုတာ ALR69 Radar 3B လက်ခံစက်ရဲ့အကူအညီနဲ့ဆုံးဖြတ်ပါတယ်။ ALR69 က3.5 GHz ကနေ 20GHz ထိကို radio line တွေကို စောင့်ကြည့်နိုင်ခဲ့ပြီးတော့ SA6 radar line တွေကို200 km အကွာကနေ degree တိကျမှုနဲ့အာရုံခံနိုင်တာဖြစ်ပါတယ်။ 1ဒီဂရီတိကျမှုဖြစ်ပါရဲ့ရှင်။ဒီစနစ်ကြောင့်မို့ report zone ကဟူဒီတုံးကြည့်ပြလို့မှုကို20စက္ကန့်အတွင်းတုံးပြန်နိုင်ပါတယ်။ဒါကြောင့်မို့မောင်သူမယ်ရီကဓာတ်ရိုက်ထိမှန်မှုကိုရှောင်ရှားဖို့အချိန်မီလုံလောက်တဲ့ NDA ဖြည့်ရှင်းမှုတွေလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ report zone ကဓာတ်ရမရပဲမလွတ်ခဲ့ပါဘူး။အချိန်ဆိုင်စခန်းကိုပြန်ရောက်တဲ့အခါ SA6 တုံးကြီးကတမနီအစိတ် တထောင်နှစ်ထောင်တွေကတချို့ဟာဒရုန်းရဲ့ညာဘက်တောင်ပံတွေကိုဖောက်ထွင်းသွားတာတွေ့ရှိခဲ့ရပါတယ်။ကံကောင်းခြင်းတော့ဒရုန်းကမကြခင်မှာပဲပြန်တန်းနိုင်ခဲ့ပါတယ်။ဒီဒုံးကြီးပြုလုပ်မှုတွေကပုံမှန်လို့ထင်ရပေမဲ့ဒီတိုက်ခတ်မှုကဒီပရိပခတ်တရှောက်ဟူတီတွေရဲ့လူမောင်းလေရင်ကိုပထမဆုံးအကြိမ်ပစ်ခတ်တဲ့ဖြစ်ရပ်ဖြစ်နေပါတယ်။ဒီမတရားတိုက်ခတ်မှုကိုအမေရိကန်ကဘယ်လိုတုံ့ပြန်မလဲဆိုတာကပုံမှန်ပြင်းထန်လာတဲ့ဒီပရိပခတ်မှာအသစ်ဖြစ်တည်လာတဲ့နမူနာတစ်ခုဖြစ်လာပါတယ်။ဒီတိုက်ခတ်မှုတွေအပြီးမှာ US Central Command နဲ့ White House တို့က American တပ်တွေကိုမယားမက နေကင်းဘက်မှာတိုက်ခိုက်တဲ့အချက်ကိုအံ့အားသင့်ခဲ့ကြပါတယ်။ Tamara Tran ကချက်ချင်းပဲပြင်းထန်စွာတုံ့ပြန်မှုဆုံးဖြတ်ခဲ့ပြီးတော့တိုက်ခိုက်မှုအပြီး၈နာရီအတွင်း USS Sprang Stone ကြီးတင်ဖြတ်သိမ်းမောကိုရေမင်ကဲယူရနာကိုရွှေ့ဖို့အမိန့်ပေးခဲ့ပါတယ်။ ပြည်လို့ရန် area ရောက်တာနဲ့ demo အဖွဲ့က central command ကနေလျှို့ဝှက်စာနဲ့ပြည်လို့ဖို့အမိန့်နေရရှိခဲ့ပါတယ်။ပုံမှန်ဆိုရင် Tomahawk ဒုံးကြီးတွေတုံးမှာဖြစ်ပေမဲ့ရေတပ်ကပို့ပြီးတော့စံတဲ့နီလန်တစ်ခုကိုရွေးချယ်ခဲ့ရလဲဖြစ်ပါတယ်။ DDG တွေမှာ VLS အတွင်းမှာ Tomahawk တွေ SM2 တွေ Anti Submarine Rocket တွေနဲ့ SM6 တုံးကြီးတွေကိုရုံတော့တင်ဆောင်ထားပါတယ် BMD စွန့်ရီရှိတဲ့သင်္ဘောတွေမှာ SM3 တွေပါတင်ဆောင်ပါတယ်ဒီလိုမျိုးစုံတဲ့တုံးကြီးတွေကိုရောထားရတဲ့အကြောင်းရင်းကမျိုးစုံသောချိန်ချမှုတွေကိုတစ်ချိန်တည်းမှာပဲတိုက်ခိုက်နိုင်ဖို့ဖြစ်ပါတယ်ရေတိုက်က SM6 ကိုရွေးချယ်ရတဲ့အကြောင်းရင်းကအလွန်ရှင်းလင်းတဲ့သတင်းစကားပို့ဖို့ဖြစ်ပါတယ် SM6 ကရေတိုက်ရဲ့ အစင်းမြင့်ဆုံးလေကြောင်းကာကွယ်ရေးဒုံးကျည်တွေကတခုဖြစ်ပြီးတော့ SM3 နောက်မှာပဲဒုတိယနေရာမှာရှိပါတယ် ဒီဒုံးကြီးတွေကို NDA အများဆုံးချိန်ချောင်းမှုတွေအထက်သာ၃လေးရှိပါတယ်။ SM6 ဒုံးကြီးကအတန်ထက်3.5ဆမြန်နှုန်းနဲ့15 kg လေးတဲ့ဘုံကောင်းကိုထည့်ဆောင်နိုင်ပါတယ်။ဒီဒုံးကြီးကိုမူလကလေးချောင်းကောက်ွက်ရေးအထွက်ပဲဒီဇိုင်းလုပ်ထားပေမဲ့နေနေငယ်အကျွဲမှာရေတက်ကအမြင်ပြည့်ခဲ့ရေးဒုံးကြီးအဖြစ်ပါပြောင်းလဲအသုံးပြုလာခဲ့ပါတယ်။ Tomahawk ဒုံးကြီးက SM6 တဲ့15မိုင်ပိုဝေးအောင်ပြစ်နိုင်ပေမဲ့ SM6 ကပိုမြန်ဆန်ပြီးတော့ပြစ်ချဖို့ပိုခက်ခဲ့ပါတယ်။ Navy Strike Missile စနစ်အပြည့်အဝကိုမတိုးတက်ခဲ့အထိ SM6 ကအရေးပါတဲ့အစားထိုးနည်းလမ်းဖြစ်ပါရင်ဒါကြောင့်ရေတပ်က SM6 ကိုမြေပြင်ပြစ်ခတ်ရေးအတွက်ပါအသုံးပြုနိုင်အောင်မုံမံခဲ့ပါတယ် ဒီဆွဲရရှိပြီးတော့နှစ်အတော်ကြာနေပေမဲ့ရေတက်ကဒီနည်းနဲ့ SM6 ကိုအများသိအောင်ပြလို့ဖို့ဒီချိန်ထိစောင့်ခဲ့ပါတယ်ဒီတကားတော့ရေတက်က SM6 ကိုရွေးချယ်ရတဲ့အကြောင်းရင်းကသူတို့ပြတ်မဲ့ထားတဲ့အရာကရွေးရှားနေလို့ဖြစ်ပါတယ်ဂျော်ရူပုံရိပ်တွေအရာ SA6 တုံးကြီးလွတ်တင်စက်နဲ့ IS91 radar တို့က Hyundai တို့မှာပဲရှိနေသေးဖြစ်ပေမဲ့ ဒုံးကျည်လူတင်ဆက်ကတော့တနာရီမိုင်34မိုင်နှုန်းနဲ့ရွေရှားနေတာကြောင့်ဖြစ်ပါတယ်။ဒုံးကျည်လူတင်ဆက်ကအမင်းရောက်တဲ့အချိန်မှာမိုင်ယာချီဝေးရာကိုရောက်နေနိုင်ပါတယ်။ဒါကြောင့်အချိန်မီအရေးကြီးဆုံးအချက်ဖြစ်ပြီးတော့တစ်စက္ကန့်မှမဖြုံးတီးရပါဘူး။ပြီးတော့ Sandcom ကနေပြည်ခဲ့ဖို့အမင်းရရှိပြီးတဲ့နောက် Suspense Demo အဖွဲ့ကတောင်ပိုင်းပြည်လယ်နီမှာရှိတဲ့ပြည်လို့ရန် area စီကိုအမြန်ဆုံးသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲတိုက်ပွဲဆောင်ကြည့်သူတွေမှာလမ်းကြောင်းရေးဆွဲပြီးတော့ပြစ်ခတ်ရေးအစီအစဉ်ကိုအတည်ပြုဖို့မိနစ်30အတွင်းလှုံ့ဆော်ရပါတယ်။ဒုံးကြီးတစ်ခုကဖြောင်းဖြောင်းကြီးပြန်တန်းသွားရုံနဲ့မလုံလောက်ပါဘူး။ဒါမျိုးဆိုရင်အလွယ်တကူပြစ်ချနိုင်မှာဖြစ်လို့ပါ။ဒါကြောင့်အဖွဲ့ဝင်တွေကဒုံးကြီးကိုပထမဆုံးအစီအစဉ်ချထားတဲ့နေရာစီရောက်အောင်နေရာရင်းများစွာတခါတလေဒါဇနဲ့ချီပြင်ဆင်ပေးရပါတယ်။ပထမနေရာရောက်တာနဲ့လျှို့ဝှက်အစီအစဉ်စီရင်ကထိန်းချုပ်ပြီးတော့ဒုံးကြီးကိုပြစ်မှတ်စီအချိန်အဟုန်နဲ့ဥတည်စေပါတယ်။ အလင်းတစ်ခုလက်တဲတဲ့အချိန်မှာ SM6 နှစ်စင်းက VLS အိမ်တော်တွေကနေဒေသစံတော်ချိန်မနက်3:00နာရီခန့်မှာအတန်အကျိနဲ့ထွက်ခွာသွားပါတယ်။မိုင်းယာနဲ့ချီဝေးခွာနေပေမဲ့ SM6 တွေပြင်းမဲ့စီရောက်ဖို့မိနစ်6မိနစ်ခန့်သာကြာမြင့်နိုင်ပါတယ်။ ဟူဒီတွေကခိုင်မာတဲ့အလီချောင်းရံကာကွယ်ရေးကွန်ကက်တစ်ခုကိုတိဆောက်ထားပေမဲ့ SM စစ်အတွက်တော့ကာကွယ်ရေးကွန်ရက်ကဘာမှမဟုတ်ပါဘူး။ဒေါင်ကြီးတွေကအားဆိုင်မှုမရှိဘဲပြန်တန်းပြီး SA6 လွတ်တင်ဆက်ကို ထိမှန်ခဲ့ပါတယ်။တိုက်ခိုက်မှုအပြီးမှာအချက်လက်ဖမ်းယူမှုတွေက SA6 နဲ့ဟူဒီလုံသား၈ဦးသေဆုံးကြောင်းအတည်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့ American ကဒီနေရာမှာတင်ရှင်းမသွားခဲ့ပါဘူး။2014ကနေ2015အတွင်းဟူဒီတွေကရေမင်အစိုးရစီက SA6 လွတ်တင်ဆက် Tanakugani, 15ခုအထိကိုသိမ်းယူခဲ့ပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာအီရန်က DSA-6 ဂျုံးကြီးရဲ့ရေဒါစနစ်နဲ့ခင်မီရှာဖွေစနစ်တွေကိုတက်ဆင်ဖို့အခုအညီအများကြီးပေးခဲ့တာကြောင့်ဟူဒီတွေမှာအခုအမေရိကန်လေယာဉ်တွေကိုတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေတဲ့ဂျုံးကြီးအရင်းအနှီးများစွာကြီးမားစွာစုဆောင်ထားပါတယ်။ဒေါအမေရိကန်ကအသေးမခံနိုင်တော့ပါဘူး။ February 20ရက်ကတိုက်ခိုက်မှုနဲ့ဂျုံးကြီးလွတ်တင်စက်တစ်ခုကိုအပြစ်ပေးပြီးတဲ့နောက်မှာဟူဒီတွေကိုအမေရိကန်လေယာဉ်တွေကိုမတိုက်ရဲအောင်အမတ်တရဖြစ်စေမဲ့အရာတစ်ခုလုပ်ဖို့အချိန်ရောက် ောက်ပြီလို့ရေတက်ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒေသစံတော်ချိန်ညနေ6:00နာရီမှာ Harry S. Truman တင်မောကြီးပေါ်က FA18 တိုက်လေရင်လေးစင်းကပုံမှန်ထပ်ပို့ပြီးတော့အစွမ်းထက်တဲ့လက်နက်တွေနဲ့ပြန်တက်ခဲ့ပါတယ်။ပုံမှန်ဆိုရင် JDAM 2000ပေါင်တမျိုးသို့မဟုတ်6ခဲဖောက်ဘုံတွေသုံးပါဖြစ်ပေမဲ့ဒီတစ်ခါတော့ရေတက်က AGM 154 Joint Stanford Weapon JSOW တွေသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ AGM 154J Solvoro ဟာဆိုရင်တော့မြေပြင်ပြစ်ခတ်ရေးလက်နက်တမျိုးဖြစ်ပြီးတော့မြန်မာ့အမြင့်ကနေပြည်လို့ရင်130ခွန်ကနေ130ကီလိုမီတာအထိရောက်ရှိနိုင်ပါတယ်။၎ ကောင်မှာဘုံခွဲ145ခုသို့မဟုတ်ပေါက်ကတော့192ပေါင်ရှိတဲ့ပြခဲ့ရေးဘုံတွေတက်ဆင်ထားနိုင်ပါတယ်ဒီ GPS လမ်းညွှန်လက်နက်ကဒီဒေတာအတွက်အမေရိကန်ရဲ့ရှေ့လျားတဲ့တရားစီစဉ်ရေးလက်တံမှာပဲ ညနေ6:00နာရီကနေပြီးတော့ည7:00နာရီမိနစ်30အထိ FA18 တိုင်းလင်ရင်ရဲ့တလိုင်းပြီးတလိုင်းတိုက်ခိုက်မှုတွေက Sanders A အနီးကလက်နက်တိုးလောင်ရုံတွေကိုဥတီခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ USS Cavalry ဖြတ်သိမ်းမောကနေပြီးတော့ Tom Hawk ဒုံးကျည်6စင်းကိုမင်းလောင်ကျွမ်းနေတဲ့အပျက်စီးရီစီကိုထပ်မံပြလုပ်ခဲ့ပါတယ်။အစုံသက်မှာတော့ American ဟာ Kahar M2 ဒုံးပြန်14စီး SA6 ဒုံးလွတ်ဆက်3ခုနဲ့တခြားသင်္ဘောစံကြီး Cruise ဒုံးကျည်23စီးကိုဖြတ်စီးနိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုက ူတီရီရဲ့လမ်းကြောင်းလေကြောင်းမြေပြင်ပစ်ခတ်နိုင်စွမ်းကိုတိတိတသားခေါင်းပါသွားစီပေမဲ့သူတို့ရဲ့လက်နဲ့အားလုံးကိုတော့မဖျက်ဆီးနိုင်သေးဘူးလို့သိရပါရရှင်ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ like and share လေးနဲ့အားပေးသွားဖို့တောင်းဆိုပါရစေရှင်